ဟုတ်ကဲ့မင်္ဂလာပါ Super Indonesian Nemas ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့မှာတော့ဒီ HKIMO exam ပေါ့နော် HKIMO exam နဲ့မှာမှာ2024 heat round မှာပါခဲ့တဲ့အဲ2024 HKIMO heat round မှာပါခဲ့တဲ့ကျွန်တော်တို့အဲ question number 20 ပေါ့နော်အဲ့ဒီပုံစံလေးကိုကျွန်တော်ဒီနေ့တစ်ချက်လောက်ရှင်းပြပေးခြင်းပါတယ်အဲ့ပုံစံလေးကကြတော့ကျွန်တော်တို့က2နာရီပေါ့နော်2နဲ့3ပေါ့နော်အဲ2နာရီနဲ့2 AM နဲ့3 AM ကြားမှာရှိနေတဲ့အဲနာရီလက်တန်နဲ့မိနစ်လက်တန်ထပ်သွားမဲ့အချိန်လေးကဘယ်အချိန်ဖြစ်မလဲလို့သူကမေးတာပေါ့နော်ဒီနေရာမှာ2 AM နဲ့3 AM ထပ်သွားတဲ့နေရာကိုခမန်းချင်းနဲ့ပြောလို့ရပါမယ်အတိအကျပြောရတဲ့အချိန်ကြတော့ကျွန်တော်တို့ကတေချာလေးတွက်ဖို့လိုပါလိမ့်မယ်အဲ့တော့ဒီပု္ပ္ပစာလေးမှာဆိုလို့ရှိရင်2 AM နဲ့ 3 AM ကြာမှသူဒီ9ရက်လက်တန်နဲ့မင်းလက်တန်ထပ်မယ်ဆိုတာကျွန်တော်တို့သေချာသိရတယ်ဗောနော်ပုံလေးကိုကြည့်လိုက်တဲ့အချိန်ဆိုလို့ရှိရင်9ရက်လက်တန်နဲ့မိနစ်လက်တန်ဒီ2နဲ့3ကြားမှာထပ်မယ်ပေါ့နော်အဲ့တော့2နဲ့3ကြားမှာထပ်မယ်ဆိုလို့ရှိရင်လို့ရှိရင်ကျွန်တော်တို့က2နာရီနဲ့3နာရီကြားမှာထပ်မှလည်းသေးကြတယ်အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့က9ရီရတော့2နာရီသေးကြွားပြီပေါ့နော် အဲမိနစ်ကိုကျွန်တော်တို့တွက်မဲ့အချိန်ကြတော့အရင်ဆုံးစဉ်းစားကြည့်မယ်ဆိုရင်ဒီမှာဆိုလို့ရှိရင်စနစ်ကနေတစ်ကိုသွားထားတာက2နာရီနဲ့ဒါက9မိနစ်ဖြစ်သွားပြီဒါသည်10မိနစ်ဖြစ်သွားပြီပေါ့နော်အဲ့ဒီကနေပြီးမှဒီအထိလေးကိုသွားဖို့တော့ကိုကျွန်တော်တို့ကဟိုဒီဘာမှမသိသေးတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့က variable တစ်ခုပေးလိုက်ပါမယ် x မိနစ်လို့ကျွန်တော်တို့ကယူဆလိုက်မယ်ပေါ့နော်အဲ့ဒီဟာလေးကိုခြေတီးပြီးတော့ကျွန်တော်တို့တွက်စရာလေးကဘာလဲဆိုတော့ကျွန်တော်တို့က our hands လေးပေါ့နော် our hands နဲ့ minute hands ရဲ့သွားတဲ့သွားတဲ့နှုံးလေးကိုပေါ့နော်ကျွန်တော်တို့ကယူမယ်ပေါ့နော် minute hands ပေါ့နော်ဒီနေရာမှာဆိုလို့ရှိရင် our hands နဲ့ minute hands ရဲ့သွားတဲ့နှုံးစဉ်းစားကြည့်မယ်ဆိုရင်ဥပမာ2နာရီကနေ3နာရီပဲကျွန်တော်ပြန်စဉ်းစားမယ်ပေါ့နော်2နာရီကနေ3နာရီကိုသွားတဲ့အချိန်မှာဆိုလို့ရှိရင် our hands ဒီ minute အားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်နှ minute စာရွေ့သွားလဲဆိုလို့ရှိရင်ကျွန်တော်တို့က5 minutes ဆာရွေ့သွားတဲ့ဆိုတဲ့ပုံမျိုးကျွန်တော်တို့စဉ်းစားကြည့်လို့ရပါတယ် အဲအဓိကအဖြစ်ပြောရင်တော့ကျွန်တော်9နဲ့တွက်မယ်ဆိုရင်တော့1 hour ပေါ့နော်ဒါပေမဲ့ distance အနေနဲ့တွက်မယ်ဆိုရင်2ကနေ3ကြောင်းကျွန်တော်တို့က minute နဲ့ယူနေတာဖြစ်တဲ့ကြောင်း minute နဲ့ပဲစဉ်းစားရပါတယ်အဲ့အချိန်မှာ5 minutes ဆာရွေးသွားတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးမှာပဲ minute sense ကကြတော့ဘယ်လောက်ထိရွေးသွားလဲဆိုလို့ရှိရင်ကျွန်တော်တို့က60 minute ပေါ့နော်သူက double လုံးသူကပတ်လိုက်ရတာဖြစ်တဲ့ကြောင်း60 minutes ဆာရွေးသွားပါတယ်အဲ့တော့သူတို့နှစ်ခုရဲ့အချိုးလေးကိုစဉ်းစားကြည့်မယ်ဆိုရင် our hands က1ရွေးတဲ့အချိန်မှာဆိုရင် minute hands ကသူက12ရွေးမယ်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်ပါဖြစ်နေပါလိမ့်မယ်ပေါ့နော်အဲ့တော့ဒီကတကယ်ဒီ accurately ပေါ့နော်အချိန်နေမှာကျွန်တော်တို့ရဲ့အချိန်နေမှာဆိုလို့ရှိရင် our hands လေးကဒီ2ကနေစလာပြီးတော့ x ကိုရွေးမယ်ပေါ့နော်နှစ်နာရီဆိုတဲ့အချိန်လေးကိုကျွန်တော်တို့က initial state လို့ယူဆလိုက်မယ်ပေါ့နော်နှစ်နာရီဆိုတဲ့အချိန်လေးကိုကျွန်တော်တို့က initial state လို့ယူဆလိုက်မယ်ဆိုလို့ရှိရင်ဟိုပါငါကိုအချိန်လေးက ဒီမှာ minute hands ဒီမှာ our hands လေးဖြစ်နေမှာပေါ့ initial state မှာကျွန်တော်ကဒီခုနေပေါ့နော်ကျွန်တော်တို့ကဒီ나이လက်တန်လေးက2ကနေပြီးတော့ဒီ x ကိုရွေ့သွားမှာပေါ့နော်အဲ့တော့ तू က duration အဖြစ်ဆိုလို့ရှိရင် x minutes ဆာ तू ရွေ့သွားတယ်ပေါ့အဲ့ဒီဟာကိုမှကျွန်တော်တို့ကဒီဘက်မှာဆိုလို့ရှိရင် minute hands ကကြတော့ဘယ်ကနေရွေ့နေဆို7နှစ်ကနေပြီးတော့စရွေ့တာဖြစ်တဲ့ကြောင်ဒီမှာ5 10 x ဆိုတော့5 10 x ဖြစ်သွားပါဘောเนาะဒီနေရာလေးကဒီဂျားလေးကိုဂျားတော့ကျွန်တော် x လေးပြောထားမယ်ဗောเนาะအဲ့10 x လောက်ရွေးသွားမယ်ဖြစ်သွားတယ်ဗောเนาะအဲ့တော့သူ့ရဲ့ minute hands ရွေးရှားတဲ့နှုန်းက10 x ဆိုလို့ဖြစ်သွားမယ်ဗောเนาะအဲ့တော့ကျွန်တော်တို့ကအချိုးအဖက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က crossing ပြန်ယူမယ်ဗောနော် crossing လေးပြန်ယူလိုက်မယ် crossing မြောက်တယ်ဗောဒီအချိုးနှစ်ခုကတူတဲ့အတွက်ကြောင့်မလို့ဒီ crossing မြောက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က 10 plus x equal to 12x ဖြစ်သွားမှာပေါ့နော်အဲ့ဒီဟာလေးကို x ကိုဟိုဘက်ပို့လိုက်တော့10 equal to 11x ဖြစ်သွားတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့မှကျွန်တော်တို့ကနောက်ထပ်ဆက်တွက်မယ်ဆိုလို့ရှိရင် 11x ကနေပြီးတော့မှကျွန်တော်တို့က equal to 10ဆိုတော့ x ကိုလိုချင်တဲ့အချိန်မှာ10 by 11ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ x က10 by 11ဆိုတော့ကျွန်တော်တို့ကဒီ minute လက်တန်လေးကဘယ်အချိန်မှာရှိနေရလဲဆိုရင် 10 unit ကိုမှ x ထပ်ပေါင်းထားတာဖြစ်တဲ့ကြောင့်မလို့10 x 10 plus 10 my 11ပေါ့နော်အဲ့ဒီဟာလေးကိုပေါင်းလိုက်တဲ့အချိန်မှာ10 10 my 11ဆိုပြီးရတယ်ပေါ့နော်အဲ့တော့2နာရီနဲ့10 10 my 11 minute ကကျွန်တော်တို့လိုချင်တဲ့အဖြေလေးဖြစ်သွားတယ်ပေါ့နော်အဲ့တော့အဖြေလေးနဲ့ဆိုလို့ရှိရင်2နာရီနဲ့10 10 my 11 minute ဆိုပြီးရကျွန်တော်တို့ဒါလေးရပါလိမ့်မယ်